ဝင်းကိုကျွန်တော်ဒက်စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကအရင်တည်းကမှပေါ်လာတယ်ကျွန်တော်ကင်မရာကိုချစ်ချင်အောင်စောင်းတယ်အလူခံစားတယ်ဒက်ကြီးဒီလိုပဲညိုက်ကုန်လို့ပြီးတယ်နောက်ဟုတ်ခါခံရရတယ်တမတ်ပုံတို့လက်ကြီးမကောင်းတဲ့တမတ်ပုံတို့ဘယ်တော့မှမနိုင်တဲ့တမတ်ပုံတို့ဒီနေ့ထပ်ပြီးတည်ခြင်းဆိုရပါတယ် Hello ချားရမီဘာပြည်သူညကိုမောင်မမများအားလုံးပဲမင်္ဂလာပါ News Pitch Channel ကနေပြတော်မှာပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်အပရလ28ရက်နေ့ Super Sunday မနေ့ပိုင်းမှာကျွန်တော်နောက်ဆုံးကြားသိရတဲ့တော်လန်တရင်ကောင်များဆော်ရှိတော်မလို့ဗီဒီယိုကိုကျွန်တော်တို့ဆက်ဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲကျွန်တော်တို့တရင်တိုလေးတွေအနေချင်းလေ့ကျင့်လဲရအောင်နော်ပထမဆုံးတရင်တဘို့အနေနဲ့ကတော့ ကချင်ပြည်နယ်ဘုံမော်မြို့တိုက်ပွဲတွင်စစ်ကောင်စီရဲ့အမှတ်23စစ်စင်ရေးကွက်မှုဌာနချုပ်စကားခ23ကာကင်းစခန်းတွေကိုဧပြီလ26ရက်နေ့နေ့ပိုင်းမှာကချင်လူလိုက်တမတော် KAI နဲ့မာမိတ်ပူပေါင်းတပ်တွေကနေပြည်တော်မှာထပ်မံသိမ်းပိုက်နိုင်ခဲ့တဲ့ဆိုတဲ့သတင်းကောင်းတွေပဲဖြစ်ပါတယ်။9နေရာအထက်ကိုရတဲ့မြို့ထက်ပြည်သူနေနဲ့ဖျားတွေမှာတပ်ဆဲထားတဲ့နေရာချို့ကိုလည်းထည့်ရတယ်လို့ကြားတယ်။လေကြောင်းပစ်ကူကြမ်းချက်နားတွေတောင်ဦးနေကြပြီးနမိုင်ဘက်အရတားနေတွေထိခိုက်တာများတယ်ဆိုပြီးတော့မှပြောဆိုထားတာပါနော်။ တင်ပတ်ရရှိထားတဲ့ကာကင်စခန်းတွေထဲကစခန်းချွာဆိုရင်ရခိုင်ရှိပိတာကာကင်တွေဖြစ်ပြီးမှအချို့ဟာဆိုရင်တော့စကခ23ကနေပြီးတော့ထမှန်နေရာယူတပ်ဆွဲထားတဲ့ကာကင်တွေဖြစ်တယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းဘယ်အခုဆိုရင်ကြရင်တဲ့ပေါင်းတရရဲ့ထိုးစစ်တွေကိုခုခံနေပြီစေသူတို့ရဲ့ကာကင်စခန်းတွေကတခုပြီးတခုကျဆုံးနေတာပြမမချခင်မှာတော့ကျွန်တော်အနေနဲ့ဒီစကခခ27ကိုပြီးတိမ်ပိုက်ပြတော့မှာဘော်မြို့ကိုအလုံးစုံနှိမ့်ချနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့ ရန်ကုန်ထဝယ်ကားလမ်းပေါ်မှာရှိတဲ့ထဝယ်မြို့နယ်မော်မယ်မယ်ရှောင်းကျေးရွာကဟာလီကွိစစ်ကောင်စီတပ်စခန်းကိုတော်လိုက်ပွန်းတွေကနေပြီးတော့မှ မနေ့ညနေပိုင်းမှာတင်ပတ်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။စကားကိုမီးရှို့ခဲ့တဲ့လက်နက်တွေလည်းရတယ်ဆိုတော့မှထဝယ်ခရိုင်ကတော်လိုင်းရဲဘော်သူကနေပြီးတော့မှပြောဆိုထားတာဖြစ်ပါတယ်။စစ်ကောင်စီဘူဂျီယာဆိုရင်လည်းအဖမ်းခံရမှာစိုးလို့တနက်နဲ့ကိုကိုကိုအဆုံးစီရင်ပြီးတော့မှအဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်သား16ဦးအလံဖြူထောင်ပြီးတော့မှလင်းနေချခဲ့တယ်လို့ကျွန်တော်တို့ကြားသိရတာဖြစ်ပါတယ်။စစ်ခွေးတိုက်နေနေကတော့ကျွန်တော်တော်လိုင်းတပ်ဖွဲ့ဝင်တွေရဲ့ဂျင်းမိုးတုတ်တေချို့နေရာမျိုးစုံပါပါနော်။အခုစုံခံရတဲ့ပြမတူတွေရဲ့ ဘူးကြီးရဆွန်လဲကြောက်ကြောက်လန့်လန့်နဲ့ပဲကိုကိုအဆုံးစီရင်သွားတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဒီကြားထဲမှာကျွန်တော်ဘက်ကနေပြည်မစစ်ကောင်စီတပ်ဖွဲ့ဝင်16ရောက်လောက်ကိုဖမ်းဆီးထားတာပြည်မဒီစံကုန်မြေရေအုပ်စုကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကနေပြည်မဘယ်လိုမျိုးပြစ်ဒဏ်တွေချမှတ်သွားမလဲဆိုတာတော့ဆောင်ကြရမှာပဲဖြစ်ပါတယ်နောက်ဆုံးသတင်းတော်သူဘုတ်အနေနဲ့ကတော့စကိုင်းတိုင်းချောင်းမျိုးနဲ့ချောင်းမျိုးမှာရက်စကားနေပြည်မထွက်ခွာလာတဲ့အချမ်းဖက်စစ်တပ်စစ်ကြောင်းနဲ့ရင်းနှန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့လို့စစ်သား10ဦးတေဆုံးခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ် နာနဲ့ဆန်နာရဲ့15မိနစ်ချိန်မှာမုံရမြော့နောက်မြောက်တန်းစစ်ဌာနချုပ်နမခနဲ့ထွက်လာတဲ့တံပြားကကား၈ရက်နဲ့၈ဆုံးကား၄စီးကိုမုံရမန္တလေးလမ်းပိုင်းတနေရာမှာပရိတာမိုင်းတွဲနဲ့တွဲဆွဆွပေါင်းမိုင်း၁၀လုံးနဲ့မိုင်းဆွဲတက်ခိုက်ခဲ့လို့ပထမကားကိုမိုင်းထိမှန်ပြီးတော့မှနေရာမှာပဲထွက်ရသွားပြီးတော့မှဒုတိယကားအဆုံလမ်းမိုင်းထိမှန်ခဲ့ပြီးတော့မှလွန့်ဆင်သွားလို့စစ်သားနှုတ်တွေဆုံးပြီးတော့မှချောဝုတ်ပြင်းထန်တန်ရရှိခဲ့တယ်လို့ကျွန်တော်တို့နောက်ထပ်သိရတာပေါ့နော်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဒီလိုမျိုးချောင်းမြို့မှာရက်စကနေပြီးတော့မှထွက်ခွာလာတဲ့အချိန်မှာ ကျွန်တော် PDF ပုံတဖို့နေရနေပြီးတော့မှအတင်းဆောက်ဆိုင်ထားပြီးတော့မှဒီပရိတာမိုင်းတွေပြီးတော့မှ drone တွေနဲ့ဒီစစ်စင်ရဲတွေစတင်ထိုးစစ်စင်လဲဥပေါ်နော်ဒီစခွေးတတရတော့ခုဆိုရယ်အမုံချိခံလိုက်ရတာပြီးတော့မှမကြခင်မှာတော့ကျွန်တော်နေ့တက်ပို့ပြီးတော့မှတိကြတဲ့အသေးစိတ်သတင်းတွေနဲ့ပတ်သက်ပြီးတော့မှထုတ်ပြန်ချက်တွေတွေ့ရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီနေ့မှာပထမဆုံးအနေနဲ့ကျွန်မတို့အခုဆိုရင်ကျွန်တော်တို့တော်လိုင်းတဖို့ဝင်ရနေပြီးတော့မှစစ်ကောင်စီရဲ့အမှတ်33တမဌာနချုပ် စစ်ကြောင်းတစ်ခုလုံးလိုက်ကိုအခုဆိုရင်မျိုးဖြိုးနိုင်ခဲ့လို့ပေါ့နော်အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဆရာလူမြတ်ကျော်ကလည်းတရားလေးရှင်းပြထားတာပဲဖြစ်ပါတယ်ဆရာလူမြတ်ကျော်ဘယ်လိုမျိုးတရင်ကောင်းတွေပြောထားမလဲဆိုတာကျွန်တော်စာချေးလိုက်ရအောင်နော်အမှတ်33ကြီးမြန်တက်မဌာနချုပ်ဆိုတဲ့တက်မ33 30 20ကုန်ဖြစ်စီရေးမှာလဲနောက်ဖုန်ခါခံရဲ့လည်းတက်မ33လက်ကြီးမကောင်းတဲ့တက်မ33ဘယ်တော့မှမနိုင်တဲ့တက်မ33ဒီနေ့ထပ်ပြီးတည်ခြင်းစိုးရပါတယ် ဘွဲတွေရတဲ့စုံနဲ့နော်စစ်ချောင်းထိုးလာပါဧပြီလ25ရက်နေ့မှာသခိုင်းမျိုးမြောက်ဘက်ချမ်းကိုတမတုံးတုံးစစ်ချောင်းကိုတော်လိုက်တပ်ဖွဲ့တွေကကြာပြတ်တိုက်ခိုက်ပါတယ်စစ်ချင်းကျင်းရထိတ်ပါဗျသခိုင်းမျိုးမှာခြေဆိုင်ရတဲ့တမတုံးတုံးအင်အား60ခန့်ပါတယ်စစ်ခွေးတပ်ဖော်က3စီနဲ့ရောက်လာတယ်စရိရှိကျေးရဖုံးချောင်းစတင်ချောင်းကျေးရတွေမှာအဲဒီဆို sorry စရိရှိကျေးရတွေမှာဖြန့်ခွဲအခြေပြုပြီးဒီလူတွေပစ္စည်းတွေကိုလူရက် ခိုးကဓမြတိုက်တဲ့ကောင်ကြီးဖြစ်တယ်အဲ့တော့အင်အား40ပါတမတမလို့စစ်ကြောင်းတစ်ခုကတော့မြကြီးတော်မင်္ဂလေးလမ်းပိုင်းအရှိမမြောက်ဘက်ကူးတည်ပြီးထွက်ခွာခဲ့တယ်အဲ့ဒီမှာဧပြီလ25ရက်နေ့မှာတော့တမတုံးတုံးစစ်ကြောင်းကစစ်ဘေးကျောင်းချုပ်ကိုဖမ်းခေါ်လာတဲ့တမတုံးတုံးစစ်ကြောင်းကစကိုင်းရွာတိကျွာဘက်ကိုရောက်ရှိလာခဲ့ပါတယ်အင်အား40ပါတယ်ကြဖြတ်တိုက်ခိုက်ခဲ့ပါတယ် ီလူကဝေးတက်ဖွဲ့ PDF များနဲ့ပူပေါင်းတက်တွေကနေပြည်တိုက်ပွဲမှာတော့24လောင်းတင်ချင်းစိုးပါတယ်လက်နက်22လက်ဒရိုင်းတက်တွေကရရှိထားပါတယ်မှိုက်တယ်နော်ဒီတက်ပုံများတဲ့တိတ်ဆုံးမှုတွေတင်ချင်းစိုးမှုတွေရှိနိုင်ပါတယ်ဒါကကနဦးရရှိလာတဲ့တည်င်းဖြစ်ပါတယ်အဲ့တော့စစ်ဘေးရှောင်တွေကိုလူရခိုးဝဓမြတိုက်ဖန်စီကော်ဆောင်လာတဲ့တက်မှာတုံတုံရဲ့စစ်ကြောင်းကိုဒီကနေ့ စစ်ကြောင်းတကြောင်းလုံးပြုတ်အောင်တတ်ခတ်ချိန်မုံလိုက်နိုင်ပါတယ်မန္တလေးမြကြီးနာကြထားလမ်းပိုင်းဘေးဟိုဗျာအဲ့တော့ဒီတက်မတုံးစစ်ကြောင်းတွေဟာရှမ်းမြောက်ကနေပြန်ဆင်းလာတယ်လာရှိုးပြန်ပေးရလာပြီးနောက်ပိုင်းမှာပေါ့စကိုင်းကိုပြန်ဆင်းလာတယ်မင်းတို့ဘဒူဒေတာတကြောင်းကိုစစ်ကြောင်းထုတ်ဖို့ဖြစ်နိုင်တယ်လို့သိရပါတယ်အဲ့တော့စစ်ကြောင်းကတကြောင်းကိုဖြုတ်လိုက်ပြီးမြဲနောက်တဲ့စစ်ကြောင်းနှစ်ခုထက်ရှိသေးတယ်လို့ကျွန်တော်တို့အကြမ်းမြင့်သိရပါတယ်ဟင်က၃ညတောင်နဲ့စကိုင်း ကထွက်လာတယ်လို့သိရပါတယ်အဲတော့စကိုင်းတိုင်းမှာနာမည်ဇုံးနဲ့ကြော်ကြတဲ့တကုတ်တက်ဓမြတက်မရင်းတက်တက်မှာ၃၃ကိုဒုတိယအကြိမ်ရောက်ထပ်ပြီးစစ်တောင်းပြပတ်ခတ်ခဲ့တယ်ဒီမှာဆရာလမြတ်ကျော်ပြောထားသလိုပဲဒီစကိုင်းမျိုးမျိုးပစ်ချမ်းကိုစစ်ကြောင်းထူလာတဲ့စစ်ကောင်စီရဲ့ဧတမ33ဟာဆိုရင်တော့ကျွန်တော်တော်နိုင်ရဲ့တပ်ဖွဲ့ဝင်တွေရဲ့ချင်းမိုးတိုးတင်ချင်းကိုခံခဲ့ရတဲ့ပြမအဲ့ဒီတိုက်ပွဲတွေမှာ ကျွန်တော်ဘက်ကနေပြမစစ်ခွေးနဲ့စလေးကောင်ပါနော်အသေးဖန်းစီရမိတာတွေပြီးတော့မှဂျန်နက်ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တို့လည်းပြင်ပြီးတော့မှအရှင်ဖန်းစီခဲရတာလည်းရှိတယ်လို့ကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်နေကြာထဲမှာဒီလိုမျိုးပြည်သူတွေကိုနိုင်ကျင့်နေကြတဲ့အုပ်စုတွေကတော့အခုဆိုရင်သူတို့ရဲ့နောက်ဆုံးတွားရလမ်းဖြစ်တဲ့ပေါ့နော်ငရဲလမ်းအောင်ပဲတွားနေရတာပြောင်းမရောင်းလည်းရဲ့ ေကုန်းချို့တော့ကျွန်တော်အနေနဲ့မကြခင်ပါသူရဲ့ဇီဝင်ကိုချုပ်ပေးဖို့လဲလာတော့မယ်ဆိုတဲ့ကြောင့်တင်းနဲ့တခါတည်းတပီရိုမတရီပေးပြောလို့ပါတယ်ကျွန်တော် PDF တပ်ဖို့ဝင်တယ်တိုင်းသားလဲနဲ့ကန်တပ်ဖို့ဝင်တယ်သူတပ်ပေါင်းစုခုအနေနဲ့ခုဆိုရင်ဖွဲ့စည်းပြီးတော့မှဆေးရလို့ရှောက်မှုတွေခက်မြန်မြန်ပေါ့နော်လို့ဆောင်နေတဲ့အတွက်ကြောင့်မလို့မကြခင်မှာတော့မိဘပြည်သူတွေကြားချင်တဲ့တော်လန်တရင်ကောင်းအမြောက်အများကိုလဲတည်ရမယ်ဆိုတဲ့ကြောင့်ကျွန်တော်ဒီနေ့ကနေတပ်ပြီးတော့မှပြောလို့ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတပိုးအနေနဲ့ကတော့အခုတော်တော်လေးဟောဖြစ်နေတဲ့အိန္ဒိယနဲ့ပါကစ္စတန်တို့အကြားကက်ရှမီးယားဒေသနဲ့ပတ်သက်ပြီးတော့မှ ဘယ်လိုမျိုးတွေအရင်ပွားခဲ့ကြလဲပြီးတော့မှဘယ်လိုမျိုးတွေထပ်ဖြစ်လာနိုင်လဲဆိုတာနဲ့ပတ်သက်ပြီးဦးသိမြတ်နဲ့မြေတော်မှာသူ့ရဲ့မြင်ကိုတုံးသက်ပြောဆိုထားတာပဲဖြစ်ပါတယ်။ဦးသိမြတ်ဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်ဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်။ကက်ရှမီးယားပြည်နယ်ဟာ900ရာစုကနေပြီးတော့1400ရာစုနှစ်အထိကာလအတွေအတွက်မှာဟိန္ဒူဘာသာဝင်တွေအများစုနေထိုင်ခဲ့တဲ့နေရာဟိန္ဒူပြည်နယ်အုပ်ချုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။1400ရာစုအစောပိုင်းမှာတော့မွတ်စလင်ဆူလ်တန်တယောက်ကကက်ရှမီးယားအုပ်ချုပ်သူဖြစ်လာပါတယ်။1948ခုနှစ်အင်္ဂလိပ်အစိုးရလက်အောက်ကနေပြီးတော့ ိန္ဒိယလွတ်လပ်ရေးယူရောမဲ့အချိန်မှာတော့ကက်ရှမီးယားပြည်နယ်မှာမွတ်စလင်တွေကနေထိုင်တဲ့လူအများစုဖြစ်နေပါပြီ။ဒါပေမဲ့အုပ်ချုပ်တဲ့သူကဟိန္ဒူဘာသာဝင်မဟာရာဂျာဖြစ်နေပါတယ်။အဲ့ဒါကကနိုင်ငံရေးရှုပ်ထွေးမှုကိုဖြစ်ပေါ်စေတဲ့အကြောင်းနဲ့မှအကြောင်းတစ်ကြောင်းအနေနဲ့လည်းပါဝင်ပါတယ်။အင်္ဂလိပ်ကအိန္ဒိယကိုလွတ်လပ်ရေးပြီးတော့အိန္ဒိယတဲကနေပါကစ္စတန်ကိုခွဲထုတ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံဟာဟိန္ဒူဘာသာဝင်အများစုနေထိုင်ပြီးတော့မွတ်စလင်လူနည်းစုရှိတဲ့အတိုင်းပြည်ဖြစ်လာပါတယ်။ ါကစ္စတန်ဟာလည်းမွတ်စလင်အများစုနေထိုင်ပြီးတော့ဟိန္ဒူဘာသာဝင်လည်းအများအပြားရှိနေသေးတဲ့တိုက်ပီဖြစ်လာပါတယ်။လူပေါင်း15သန်းလောက်အဲ့ဒီအချိန်တုန်းကအိုးအိမ်တွေဟာရွှေ့ပြောင်းမှုကြီးဖြစ်ပွားခဲ့ပါတယ်။နိုင်ငံနှစ်ချမ်းကွဲသွားတော့မွတ်စလင်တွေကပါကစ္စတန်ဘက်အချမ်းကိုရွှေ့ပြောင်းသွားကြတာတွေဟိန္ဒူတွေကအိန္ဒိယဘက်အချမ်းကိုရွှေ့ပြောင်းသွားကြတာတွေဖြစ်ပွားခဲ့ပါတယ်။နောက်တစ်ခါ1980ခုနှစ်မှာပါကစ္စတန်နိုင်ငံကနေပြီးတော့အရှေ့ပါကစ္စတန်ခွဲထွက်သွားပါတယ်။အခုခေတ်အခေါ်အရအရှေ့ပါကစ္စတန်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာပါတယ်။ အဲ့ဒါလို့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်လာတဲ့အခါမှာဟိန္ဒူဘာသာဝင်အများပြားဘင်္ဂလားဒေ့ရှ်ဘက်အချမ်းမှာပါသွားကြပါတယ်1948ခုနှစ်နိုင်ငံနှစ်ချမ်းကွဲချိန်မှာအင်္ဂလိပ်အစိုးရကကက်ရှမီးယားပြည်နယ်ကိုကြိုက်တဲ့အချမ်းမှာပါဝင်ခွင့်ပြုခဲ့ပါတယ်အဲ့ဒီအချိန်မှာကက်ရှမီးယားကိုအုပ်ချုပ်နေတာကဟိန္ဒူမဟာရာဂျာဖြစ်ပြီးတော့အုပ်ချုပ်ခံပြည်သူအများစုကမွတ်စလင်တွေပါဟိန္ဒူမဟာရာဂျာဟာအိန္ဒိယဘက်ပါရမလို့လို့ပါကစ္စတန်ဘက်ပါရမလို့လို့တိကျနိုင်ငံဘက်ထူထောင်ရမလို့လို့တွေ့ဝေနေခဲ့ပါတယ် ဲ့ဒီအချိန်မှာတိမခန်နိုင်တော့တဲ့ပါကစ္စတန်ဘက်ကမွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကအုံကြွတိုက်ခိုက်ကြရမှာအိန္ဒိယကမဟာရာဂျာဘက်ကနေပြီးတော့ကူညီနှိမ်နှင်းခဲ့ပါတယ်အဲ့ဒီအခါမှာမဟာရာဂျာဟာအိန္ဒိယဘက်ပါသွားပါတယ်လူအများကြီးဖြစ်တဲ့မွတ်စလင်တွေကသဘောမတူကြပါဘူးအဲ့ဒါကြောင့်1948ခုနှစ်တည်းမှာအိန္ဒိယနဲ့ပါကစ္စတန်စစ်ဖြစ်ပွားခဲ့ကြပါတယ်1949ခုနှစ်မှာတော့ယာယီအပြစ်ခတ်ရစေးသဘောတူခဲ့ကြပြီးတော့ကုလသမဂ္ဂရဲ့ဂျာဝင်ညှိနှိုင်းမှုနဲ့ကရာချီစာချုပ် ချုပ်ဆိုခဲ့ပါတယ်အပြည့်ရ C ceasefire line CFL ဆိုတာကိုလည်းသတ်မှတ်ပေးခဲ့ပါတယ်အဲ့ဒါအခုလက်ရှိရှိနေတဲ့ line of control ထိချုပ်နေတဲ့မပေါ်ခင်တုန်းကသတ်မှတ်ခဲ့တဲ့အပြည့်ရ C ပါကဲဒီမှာဦးသိမ်းမြပြောထားသလိုပဲပေါ့နော်ကျွန်တော်ကက်ရှမီးယားဒေတာဆိုတော့အခုချိန်ထိပါကစ္စတန်နဲ့အိန္ဒိယနဲ့နိုင်ငံကြားမှာတော်တော်လေးပခါဖြစ်နေတဲ့ နမည်တစ်ခုဖြစ်ဖြစ်မှာဟုတ်ချင်းဒီလည်းသူတို့ပြစ်ခတ်တွေလည်းရှိနေတယ်ဆိုတော့အကြောင်းလည်းသိရတာဖြစ်တယ်လောလောလလအနေနဲ့တော့ကျတို့ဒီပါကစ္စတန်နဲ့အိန္ဒိယတို့ကဆိုရင်တော့ပြစ်ခတ်မှုတွေအကြောင်းပေါ့နော်လူအနည်းအဆုံး25ယောက်လောက်ကိုတေဆုံးသွားတာဖြစ်ပြမှာဘယ်လိုမျိုးဖြစ်လာမလဲဆိုတော့ဆုံးချက်မှာပဲဖြစ်ပါတယ်ခုချိန်တည်းကတော့စေရေးတော်တော်လေးကိုတင်းမာနေတုန်းပဲဖြစ်ပြမှာကျတို့နိုင်ငံကြီးတွေကနေပြတော့မှလည်းတတိပေးထားတာမလို့ပေါ့နော်ဒီသတင်းရဆိုရင်တော့အခုချိန်မှာတော့ဟောဖြစ်နေတဲ့သတင်းပဲဖြစ်ပါတယ် နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့ကျွန်တော်ဘောမရက်ကပူတူမနဲ့ပြီးတော့မှအခုဆိုရင်ဘောမောဖာကန်နဲ့ဒီကော့ကရစ်မျိုးကိုဒီစစ်ကောင်စီကနေပြီးတော့မှပြန်လည်ထိချွတ်နိုင်ဖို့အခြေအနေကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့အားချောင်းပြောဆိုထားတဲ့အားလေကျွန်တော်ဒီချက်တော့နားထောင်ကြည့်လိုက်ရအောင်နော် ။ online တက်ကလေနိုင်တဲ့လူသက်သမားတွေဝါဒဖြန့်နေပေမဲ့ဘမော်မာဒီ KIA တင်ညာဖြစ်သွားရင်ဘမော်ဒီ KIA တချင်လေးကိုနော် crypto မှာအိပ်ပြောင်းအောင်ချော့သိမ့်ပေးတဲ့နေရာဖြစ်သွားပြီးတော့လက်ရှိမှာဘမော်အပြင်တက်မတော်ကနေပြီးတော့ KIA ကိုနှစ်ကုတ်ဖို့အတွက် park ကမှာတက်မတော်ရှေ့ရောက်နေက wifi ဖိုက်ဆို့ပြီးတော့အင်အားအလုံးချင်းနဲ့ wifi ဖိုက်ဆို့ထားနိုင်ပြီဖြစ်ပါတယ်။ဒါက KIA ပါနောက်ခုပလောင်ပိုင်းဆိုလို့ရှိရင်တက်မတော်ကလက်ရှိမှာတောင်ခမ်းတိုက်ပွဲမှာတောင်ခမ်းမှာပလောင်နေကုန်လို့မက်ဆေ့ကုန်အောင် အာဆွမ်းဆောင်နိုင်ပြီးတော့နှိမ့်နေနိုင်ပြီးတော့လက်ရှိမှာနောက်ချုံတစ်မျိုးလုံးကိုတက်မတော်ကနေပြီးတော့ထိန်းချုပ်နိုင်တဲ့အနေအထားနဲ့ white paper ဆိုထားပြီးဖြစ်တဲ့ဒါကပတ်လောင်ဖြစ်တယ်နောက်တစ်ခုက KNU KNU ဆိုလို့ရှိရင်လည်းပဲနော်ထိုင်းမှာထိုင်းရနေပြီးတစဉ် KNU ရှိပို့မယ်လက်နဲ့ဒီဖမ်းကြည့်ရမိတယ်အဲကျွန်တော် KNU တွေဖို့ကနော်ဟိုတို့ကကန်ဆိုးမှသွားလိုက်ရအောင်လိုက်လို့ကြောင့်ဖြစ်နေတာပေါ့နော်နောက်တစ်ဆင့်အနေနဲ့ကတောတော်ဆစ်စီကြီး တောင်းတော်ဆိုတာကအကင်းပြင်းနဲ့မှတောင်းတော်ရေတခွင့်ရှိတယ်။နော်အဲဆိုတော့တို့ကဘာပြောလဲဆိုတော့စစ်တပ်ရဲ့အောင်စင်ရဆစ်စင်ရေးကိုတို့ကရိုက်ချိုးပြီးအနိုင်ယူမဲ့တောင်းတော်ဆစ်စင်ရေးပါဆိုပြီးတော့ပြီးခဲ့တဲ့10လလောက်ကလွန်ခဲ့တဲ့10လလောက်က KNU ရဲ့ဆော့တော်ညီပြောခဲ့မှုလားရှိတယ်။လက်ရှိမှာတော့တောင်းတော်ဆစ်စင်ရေးကိုတက်မတော်ကအနေနဲ့ရောအောင်မြင်ခဲ့ပြီလက်ရှိမှာအဲကျမတို့တက်မတော်ကနော်ရွှေမလေးကြီး corporate မျိုးနဲ့မျိုးပပလဲကိုအပြင်တောင်းတော်ရေတကုန်းကိုပါတက်မတော်ကထိန်းချုပ်ထားလိုက်ပြီဖြစ်ပါတယ် ော်လေးကိုပျော်နေတာတော့ပူသူမှာတော့ဒါပေမဲ့သူတရင်ပျော်တဲ့ဟာတွေအများဆိုတော့ဂျင်းတရင်တွေဖြစ်နေတယ်ဆိုတော့လည်းအလုံးလိုက်တည်ထားတာဖြစ်တယ်အခုဆိုရင်ကဲကနေပြုံးမဒီဘုံမှာရှိတဲ့စစ်ကောင်စီရဲ့ကာကင်စခန်း၅ခုကိုထပ်မံသိမ်းပိုက်နေခဲ့တာပြုံးမဒီကြားထဲမှာစစ်ကောင်စီနေနဲ့ဘုံအမျိုးကိုလွတ်လွတ်ဆုံဆုံရမယ်အချင်းတည်းတရက်ကိုရင်ဆိုင်နေရတာမို့လို့တစ်ဖက်ကနေပြုံးမကဲကိုနောက်ရှိတဲ့သဘောမျိုးအနေနဲ့ ဘာကမျိုးကိုစင်အလုံးရင်နဲ့စသည်ပြီးတော့မှထိုးစစ်စင်တက်ခိုက်နေတယ်လို့ကျွန်တော်ကြားသိရတာဖြစ်ပါတယ်ဒါကတော့ကဲနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နောက်ဆုံးသတင်းတွေကြားတာပေါ့နော်တစ်ဖက်မှာတော့ကော်ကရိတ်ဟာဆိုရင်လည်းကျွန်တော်တော်လိုင်းပူပေါင်းဖို့အနေနဲ့ပြီးတော့မှဝယ်ဝင်ပေးဆိုထားတာပြီးတော့မှအဲ့ဒီထဲမှာ BGF ဘုံမှုတူဟာဆိုရင်လည်းအခုဆိုရင်ထွပြေးသွားတယ်လို့ကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်ဆိုတော့ဒီပေါ်မှာပြပြသလိုသတင်းတွေရပါတော့အမန်တွေမိုဘိုင်းနဲ့ကျွန်တော်တော်လိုင်းရင်အားစုတွေရနေပြီးတော့မှအခုချိန်ထိအလေးတာနေဆက်ဖြစ်တယ်ဆိုတော့လည်းမြို့ပပြည်သူတွေကိုချက်ပြချင်တာပဲဖြစ်ပါတယ် ျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အပါသမီးရနိုင်ပြီးတော့မှအခုဆိုရင်အရာဒီတိုင်းထဲမှာ AA နဲ့ PDF ပူအောင်သဘောအနေနဲ့ထိုးစစ်တွေကမကြာခင်မှာပဲစစ်ကောင်စီရဲ့စစ်ဌာနအချို့တွေကိုတင်ပိုက်ဖို့ရှိလာတယ်ဆိုတဲ့အကြောင်းတဖက်လည်းနဲ့အားချောင်ပြောဆိုထားတဲ့ဟာလေကျွန်တော်စစ်ပြေမှာကြည့်လိုက်ရအောင်နော်အပိလာ24ရက်နေ့ကညနေ6နာရီခန့် AR တိုင်းရေကြီးမြို့နယ်မြောက်ပိုင်းရူးမတောင်ချေဆက်ဆက်ယူငကရစ်တောင်ဖက်မှာစက်တက်လီဒီနဲ့ပုံချပြီးတော့မြေပြင်စစ်တောင်းကဝင်ရောက်ရှင်းလင်းခဲ့ကြအောင်တရင်ရရှိပါရရှင်။ အေးအေးလူလူမထင်မပဲအတိုက်ခံရတော့တလောင်း၅လက် RPG တစ်လက်ပါထားခဲ့ရပြီးတော့ဖယိုဖယဲထွက်ပြေးသွားကြောင်းတင်ရရှိပါတယ်ရှင်။ ARI တိုင်းအတွင်းတိုက်ပွဲဆိုတာလေ EEPD တွေကတက်ကိုတိုက်ခိုက်ခဲ့ခြင်းမရှိဘဲနဲ့ယူမတောင်ချီအဆက်မှာရှိနေတဲ့အုပ်စုအငယ်လေးတွေခွဲပြီးတော့ထွက်ပြေးနေတဲ့အကျန်းဖက်တက်တွေကိုတက်ကလိုက်လံရှင်းလင်းနေခြင်းသာဖြစ်ပါတယ်ရှင်။ငတိုင်းချောင်းအမြောက်တက်၃လေးလေးနဲ့ဗေဒါစစေးကြီးဂိတ်ကိုတိုက်ဖို့ သူတို့လေတိုက်ဖို့လုံးဝမဖြစ်နိုင်ပါဘူးရှင်။ကာကင်းများအနည်းို့တော့မကတ်နိုင်ကြအောင်တရင်ရရှိပါတယ်ရှင်။အေးအေးဆိုပေမဲ့ PLF ဆိုလားမြန်အောင်ကြန့်ခင်းသားအများစုက PDF အများကြီးဖြစ်ပြီးတော့ရခိုင်က၃လေးရောက်တာပါကြောင်းတရင်ရရှိပါတယ်ရှင်။အေးအေးစစ်အင်ကဖွဲ့စည်းပုံကိုတစ္ဆာခံယူထားသူများပဲဖြစ်ပါတယ်။ ARD တိုင်းအတွင်းမှာအနီထောက်ခံသူများတင်ဆက်သလိုသတင်းမားတွေနဲ့ပြည်သတင်းအမားတွေနဲ့သူတို့ကတင်ဆက်နေတာပေါ့ ARD တိုင်းဝင်နေပြီ ARD တိုင်းကိုအေးအေးရလာတိုက်တော့မှာ ARD တိုင်းကိုဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အဲ့လိုမျိုးတွေလုံးဝမဟုတ်ဘဲနဲ့နိုင်ငံတော်ကနိုင်ငံတော်ကအချုပ်ချာအာဏာအတွက်နယ်မြေတွေယာနှုံးပြပြန်လဲစိုးမိုးထားနိုင်ကြောင်းသိရှိရပါတယ်ရှင်ရခိုင်တစ်ခုပဲကျန်တော့တယ်เนาะရခိုင်ကလည်းလာရှိုးလို့ပဲ လာနိုင်တယ်လာရှိုးလိုပဲဖြစ်သွားနိုင်တယ်ဒီဘာသမီးရတော့ခုချိန်မှာတော့အယောက်ဒီတိုင်းထဲမှာစက်ကောင်စင်နေနဲ့အချင်းကြီးပြန်ကောင်းနေပြီဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုထားတာပေါ့နော်ဒီလိုမျိုးပြောဆိုနေပေမဲ့တစ်ဖက်မှာမြေပြင်မှာတော့စကွန်စီတပုံမနေရမျောစာဖြစ်တဲ့သူကဖြစ်ပြီးတော့မှဒီခြေပြက်လက်ပြက်နဲ့အတူပြက်နဲ့ဒုက္ခိတာဖြစ်တဲ့လူတွေများစွာရှိနေတယ်ဆိုတော့လည်းကျွန်တော်ကြားသိနေတာဖြစ်တဲ့အေဘကနေပြီးတော့မှလည်းကျွန်တော်ဒီတက်ဆိုင်ရပြည်တဲ့တပုံအနေနဲ့လက်သွဲပြီးတော့မှပေါ့နော်အခုချိန်ထိတိုက်ပွဲတွေပုံဖော်နေကြတာမလို့မကြခင်မှာတော့စကွန်စီရဲ့စစ်ဌာနချုပ်တွေပြီးတော့မှ ီမြို့သိမ်းအောင်ပွဲတွေလည်းကျွန်တော်ကြားဖို့ရှိတာဖြစ်ပါတယ်။ဒီကြားထဲမှာပသိမ်းမြို့မှာဆိုတော့စစ်ကောင်စီအနေနဲ့ကတော့အခုဆိုရင်ခန်းစစ်တွေရဲ့အသေးချာပြင်ဆင်ထားပြီးတော့မှသူတို့ရဲ့တိုက်စစ်ထားတဲ့အချို့မှကြာရေးအတွက်သာအခုဆိုရင်ဝိုင်းဝန်းပြီးတော့မှစူးစမ်းပြီးခုခံနေကြရတော့တယ်ဆိုတဲ့သတင်းကိုလည်းကျွန်တော်ကြားနေရတယ်မလို့ဘောမရက်ကွက်အနေနဲ့ကတော့ပြည်သူဘလော့ဘက်ကျင်းထဲဖို့စူးစမ်းနေပါစေ။ပြည်သူတွေကတော့အခုချိန်မှာတော့သတင်းအမြင်မှန်တွေရရှိပြီးတော့မှအောင်ပွဲတွေလည်းဒီခန်းစားနေရတဲ့ဆိုတဲ့အကြောင်းလည်းကျွန်တော်ကြားသိနေရတာဖြစ်ပါတယ်။ ဆိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အခုရပိုင်းမှာ Boeing ကိုအပြတ်ရှင်းတော့မယ်ဆိုပြီးတော့မှကြွေးကြော်ထားတဲ့အဘအသားစခွေးထောက်ခံသူတို့ကနေပြီးတော့မှဒီတစ်ခါမှရောဘယ်လိုမျိုးတွေပြောထားမလဲဆိုတာကျွန်တော်တစ်ချက်လောက်ခြေထားရအောင်နော်မင်းသားကြီးကတနိုင်ငံလုံးမှာဖြစ်ပျက်နေတဲ့အလုံးစုံသောဖြစ်ပျက်တဲ့အားလုံးကိုသိရယ်မင်းသားကြီးသိရင်မင်းသားကြီးအဖေနဲ့မင်းသားကြီးအဖသိရယ်လို့မင်းသားကြီးအမြဲတမ်းပြောလို့ရှိတယ်တကယ်ဆိုဘောရင်ဟာယာရုအာနာအတွက် ချိန်ပေါ်ကြော်ကြားမှုအတွက်ငွေကြေးဥစ္စာအတွက်လှုပ်လှုပ်နေတာမဟုတ်ဘူးလို့ကျွန်တော်လိုက်တယ်ကိုကြည့်ရတဲ့သူတိုင်းသိကြမှာပါကျွန်တော်အပြင်မှာတွေ့ပြီးတဲ့သူတိုင်းလည်းကျွန်တော်ရဲ့စိတ်နေသဘောထားကိုသိကြမှာကျွန်တော်ဟာအမြဲတမ်းတက်မလို့သားအရာရှိစစ်တီတွေနဲ့နောက်မှရှိရဲ့ယဟန်ရှင်လူပြည်သူတွေကိုစေတနာတန်တန်နဲ့ကူညီပေးနေတဲ့တာမန်လူတစ်ယောက်ပါ ဒါကြောင့်ကျွန်တော်တို့ဟာ agent ဆောင်နေပဲနေပါတယ်။ဒီနေ့ဇော်ဖွင့်ကိုကျွန်တော် debt စိန်ခေါ်တဲ့အကြောင်းတရားတွေဟာဒီကောင်ကမနေ့တည်းကမှပေါ်လာတယ်။ကျွန်တော်တို့တက်ပြတော့ချစ်ချင်အောင်စောင်းတယ်။အလူခံစားတယ်။ဒါပြင်ဒီပြလုံခံရဲ့အားကြီးကောင်လုပ်သေးတယ်။ကျွန်တော်အကုန်သိပါတယ်။နော်။ပြီးတော့အောက်ခြေကအရာရှိစစ်တီကိုလူရန်ချင်အောင်စောင်းပြီးတော့စစ်တရင်နေမေးတယ်။တစ်ဖက်ရန်သူ PDF တွေကိုသတင်းပေးတယ်။ဒါကြောင့်အဖြစ်အနာတွေတိကုန်တယ်။ဒီအကြောင်းတရားတွေကို သိရတဲ့ကျွန်တော်ဇဘွေးနောက်ကိုတောက်လျှောက်လိုက်နေတာ။ကဲဒီကောင်ကတော့ဇဘွေးရောပေါ့နော်ပြက်ရှင်းတော့မယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီကောင်ပြောဆိုထားတာဖြစ်တဲ့ဒီကောင်တွေတော့ချင်းချင်းပြန်ပြီးတော့မှအယုတ်ကိုက်နေတာပြီးတော့မှဘယ်လိုမျိုးအညိုးတွေရှိလဲဆိုတာတော့ကျွန်တော်မတိရသေးပင်မဲ့အခုချိန်တည်းကတော့ဇော်ဝင်းရဆိုရင်တော့ဒီစကောင်စီအတွက်တရင်တွေရပြီးပြီးတော့မှတစ်ဖက်မှာ PDF ထံကို သတင်းတွေရောင်းချနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆွဆွပြောဆိုနေကြတော့လဲကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်။ဇဘွင်ရဲ့အနေနဲ့ကတော့အရင်တော့အောင်မင်းလိုကိစ္စလိုမျိုးပဲပြန်ပြီးတော့မှခုခံမလားဒါမှမဟုတ်သူတို့ရှင်းရှင်းပေါ့နော်မြေပြင်မှာထိုးဖိုက်မလားဆိုတော့စောင့်ကြမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ကိုစီကနေပြီးတော့မှစစ်ကောင်စီရဲ့တပ်မ33စစ်ကြောင်းတစ်ခုလုံးလိုက်ကိုမြို့ဖြုတ်ခွန်လိုက်ရလို့အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးဝန်တာအားရဆောင်နဲ့ပြောဆိုထားမလဲဆိုတာကျွန်တော်တစ်ချက်လုံးနားထောင်ကြည့်လိုက်ရအောင်နော်။ လက်ရှိစစ်ကောင်စီလော်ဘီတွေကတော့အာလာရှိုးကိုတရုတ်ကခေါ်ပေးလိုက်တာမတိသူတို့ကပဲဒီတော်လိုင်းအိမ်မှာနိုင်ွားတယ်လို့ပြောရည်ချင်းတယ်အဲ့တော့ဘလို့ပဲဖြစ်ဖြစ်เนาะကျွန်တော်တို့တော်လိုင်းရည်အနေထားကအားလုံးသိတဲ့အတိုင်းလက်ရှိเนาะလာရှိုးကိုစုတ်လိုက်တာလို့တချို့တွေစိတ်တက်ကြတယ်မှန်တယ်ဒါမှမဖြစ်တဲ့ကိစ္စအခု MNDAA ရဲ့အဲ့ကိစ္စနဲ့ပတ်သက်လို့လာရှိုးကတရုတ်ကဖိအားကြောင့်နောက်ဆုတ်ပေးလိုက်တာတော့သူတို့စိတ်မကောင်းဆိုတဲ့အကြောင်းကိုထုတ်ပြန်ကြေညာတယ်ဒီနေ့တရင်တွေမှာတက်လာတယ် တော့ကျွန်တော်တို့တည်ထားမှာကလာရှိုးတည်တနာနှစ်ကုန်စစ်စင်ရေးချောင်းကျွန်တော်တို့အညာအပါအဝင်နော်မြေပြတ်မှာရှိတဲ့အင်အားစုတွေအတွက်လက်နက်တွေအကုန်ဖြည့်သေးသွားတာတို့လုပ်ပေးတိုင်းတယ်အခုလက်ရှိစစ်တောင်းတွေကိုအညာဒေသမှာဒါဒုတိယအကြိမ်ကျင်တိုင်းနေတာအဲ့ဒီလိုတိုက်ဖို့အတွက်ရှိတဲ့လက်နက်အားလုံးကတည်တနာနှစ်ကုန်စစ်စင်ရေးရနေပေးတဲ့ဟာအများစုတွေအများကြီးဘာလို့ဆိုတိုင်းနာနက်ကင်ဖွဲ့တွေကတို့ကဒီခွေးရှိရရတဲ့ဟာတိတ်မတုံးဘူးဒီမြေပြတ်မှာ PDF တွေဝင်လေးတွေကိုချပေးတယ်ပတ်ကဖားတယ်အဲ့ဒီအတွက်လက်နက်ခဲဟန်ပြည့်စုံကြအောင်ဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့တည်ထားမှာကစိတ်သက်ကြစီရမလို့ စစ်ရှုံးနေတာဘာလို့လဲဆိုတဲ့ဟာလေးတည်ပြီးတော့เนาะဒါကြောင့်မို့လို့ကျွန်တော်တို့အလှည့်လာဘာမှမဘူးねဒီတော်ငိုင်းကြီးကမနိုင်စရာအကြောင်းမရှိဘူးစိတ်ပူစရာတစ်ခုပဲရှိတယ်ဒါကပါလဲဆိုတော့ဒီလိုလက်နဲ့ကိုင်ပဏိပကံကြီးရေရှည်သွားမှာမဆိတ်ဘူးဘာဖြစ်လို့လဲလက်ရှိအညာမာတဲ့ကျွန်တော်တို့ကဘလောက်ရတာလဲเนาะအညာမာရှိတဲ့အင်အားစုတွေအားလုံးကလက်နဲ့အကုန်ပြည့်နေပြီနော်အခုလက်ရှိတက်မှ33ကိုစစ်ကြောင်းလိုက်ဖြုတ်နိုင်ခဲ့တာဒါအညာမာဒုတိယအကြိမ်ဖြစ်လာတယ်နော်အဲ့တော့အညာသားနေစစ်ကြောင်းတော့အပြုတ်စွန်နိုင်လာတဲ့အဆင့်ထိတက်လာပြီနော်ဒါပေမဲ့စစ်ကောင်စီကလည်းအခုဒီနေ့တရင်နေမှာတွေ့ရပါဖြစ်တယ် PDF အယောက်30ကျော်ကအလင်းဝင်နေဆိုတော့ပီတင်ရဲ့အယောက်30ကျော်အလင်းဝင်နေဆိုပြီးတော့ဘျူစောဒီတွေကိုဖမ်းလာပြီးတော့ဟမ်ပြီးလို့ရှိရင်ရက်ွက်ထဲကလူငယ်တွေကိုဖမ်းလာပြီးတော့ဟမ်အဲ့ဒီမှာပြောနေကြတာတခုရှိတယ်သူတို့အထက်ရပဲအဲ့ဒီကလေးတွေကတဲ့ဘာ PDF မှာလည်းမဟုတ်ဘူးတဲ့ရက်ွက်ထဲကနေတဲ့နော်ဖမ်းလာပြီးတော့ တို့မတင်တာဖို့တဲ့အကောင်ရှောက်ခံဖမ်းပြီးစစ်မှုထမ်းဥပဒေထည့်တဲ့ကောင်ထည့်ပြန်ယူတဲ့ကောင်ယူမယူနိုင်တဲ့ကောင်တွေအဲ့ဂျားရဲ့ကောင်တွေအဲ့ဟဲ့ဟာကောင်တွေအကောင်လုံးကို PDF တွေပါဆိုပြီးဝန်ခံခိုင်းလက်မှတ်ထိုးခိုင်းပြီးတော့ PDF တွေအလင်းဝင်မှလည်းလောက်တာတို့ကသူသူ့အိမ်သူနေတဲ့ကလေးတွေဘာ PDF မှလည်းမဟုတ်ဘယ်စစ်တင်တမ်းမှလည်းတက်ဖူးတာမဟုတ်ဘယ်ရကလေးကိုတာမန်တီသူတွေတွေကိုနော် PDF တွေအလင်းဝင်တယ်ဆိုပြီးတော့ဂျင်းတဲ့ဟိုတို့လို့စိတ်ဒါပဲလို့တက်တာနော်အကောင်တွေတို့တို့ပြောရမယ့်ကိုယုံတယ်ဆိုတဲ့အစ်စ်မဲ့တို့သတ်မှတ်ထားတာလားမသိဒီနေ့ကပြည်သူတွေမရတော့ဘူးဘလုံးမမရတော့ဘာလို့ဆိုတော့ပြည်သူတွေအသာတော်မှနော်ဒီပညာတွေ ြတ်တောက်တဲ့အင်တာနက်တွေပြတ်တောက်တဲ့မျိုးစုံလုံးလို့တကယ်ဆိုရင်ပြည်သူတွေဟာဘာပဲဟာဆိုအကောင့်တိနေပြီနော်အခုလက်ရှိစစ်ကောင်စီဟာမျိုးပေါင်းပေါ့ဆွတ်လွတ်ထားတာဘယ်လိုမျိုးရှိနေပြီမျိုးပေါင်းရာချီပြီးပါရှိနေပြီအဲ့တော့လာရှိုးတစ်ခုကိုပြန်ပေးလိုက်ရတဲ့အဆိုပေမဲ့အဲ့ဒီလာရှိုးမျိုးနဲ့တမျိုးခါ95မျိုးတိတ်ထားနေတယ်ကိုစီပြတော့ရရအောင်ပါတယ်နော်ကျတို့တော်လိုက်တက်ဖို့ဝင်ရတယ်ပြီးတော့မှလာရှုမျိုးတစ်ခုထဲကိုအခုဆိုရင်လဲလဲဆုံဆုံထားရပေမဲ့ကျတို့တရားနီးပါးလောက်ကိုပြန်ပြီးတော့မှရဲ့ယူထားနိုင်တာမလို့မကြခင်မှာတော့ လာရှုမျိုးပေါ်ဝင်ကျားနည်းမျိုးကြီးပြခြေတွေကိုလည်းမြို့သိမ်းတိုက်ပွဲတွေဟောဆောင်နိုင်တော့မယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်ကြားသိနေတာဖြစ်တယ်ဒီကြားထဲမှာစစ်ကောင်စီအနေနဲ့ကတော့ PDF တွေအလုံးဝင်ပါတယ်ဆိုတဲ့ပုံစံမျိုးနဲ့ဒီလိုမျိုး water plan ပြောဆိုမှုတွေလောက်ဆောင်နေတာဖြစ်တော့တပတ်ကနေပြီးတော့မှာပေါ့နော်အောက်တန်းစားအရေးချုံပေါကုံလို့လိုမျိုးအုပ်စုတွေနဲ့ဘောမတွေကနေပြီးတော့မှာကျွန်တော် PDF တပ်ဖို့အနေနဲ့တိုင်းရင်းသားလဲနဲ့ကန်တပ်ဖို့အနေကြတဲ့မှာဒီစေဝန်ကွဲအောင်ပြောဆိုမှုတွေလည်းကျွန်တော်ကြားသိနေတာဖြစ်တယ်ဒါပေမဲ့တော်လိုင်း ။အင်အားစုတွေကလည်းပြတော်မှအားလုံးလက်တီထားတဲ့အတိုင်း2025ခုနှစ်ထဲမှာစစ်ကောင်စီနဲ့ဖက်ဆက်အာဏာရှင်လူတို့စုကိုဖြိုချနိုင်ဖို့အားလုံးဝိုင်းဝန်းပြတော်မှစူးစမ်းနေကြတာမလို့ပြည်သူတွေဘက်ကလည်းပြတော်မှလည်းပေါ့နော်။ဒီကျွန်တော်တို့ဒီ propaganda တွေကိုလုံးဝနားမယောင်မဲနဲ့အားလုံးမျှော်မှန်းချက်ဖြစ်တဲ့2025ခုနှစ်မှာစစ်ကောင်စီပြောချပြတော်မှာ Federal Democracy လမ်းစဉ်ကိုရှောက်လန်းနိုင်တော့မဲ့အရေးအောင်တွေလည်းမြင်နေရတာမလို့ဗီဒီယိုအလုံးဝိုင်းဝန်းကြိုးပမ်းကြပါဆိုလို့ပြောရင်လည်းကျွန်တော်ဒီနေ့မှာပြိုင်ဗီဒီယိုကိုဒီနေရာမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပဗီဒီယိုများလုံး စိတ်ချမ်းသာခွေကျမ်းမာခြင်းနဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ channel နေ့တက်လေးပတ်စံ6ပါဆဲလို့ကျွန်တော်ညံကနေစုံမကောင်းအောင်တောင်းပေးလိုက်ပါတယ်။